အမေရိကန်လွှတ်တော်ကို2021တိုက်ခိုက်မှုမတိုင်မီဒေါ်နယ်ထရမ့်ကအကြမ်းဖက်လို့ရက်ကိုအားပေးတယ်ဆိုတဲ့ထင်မြင်ချက်ကိုပေါ်ပေါက်စေခဲ့တဲ့မေကွန်းကိုတီးဖြတ်ခဲ့တဲ့အတွက် BBC ကတောင်းပန်ခဲ့တယ်ဆိုပေမဲ့လည်းအမေရိကန်သမ္မတထရမ့်က BBC ကိုဒေါ်လာဘီလီယံချီကုန်ကျစေမဲ့တရားစွဲဆိုမှုကိုပြုလုပ်မယ်လို့နိုဝင်ဘာ10ရက်ကချင်းချောက်ခဲ့ပါတယ်။ AFP ကတွေးခဲ့တဲ့ပေးစာမှာထရမ့်ရဲ့ရှင်းနေတွေကတီးဖြတ်ထားတဲ့မေကွန်းမှာပါဝင်တဲ့သတင်းမှတ်တမ်းကိုအပြည့်အဝပြန်လည်ရုပ်သိမ်းပေးဖို့ရင်းကြောက်ဖြစ်ပေါ်ခဲ့တဲ့သမ္မတကိုတောင်းပန်ဖို့နဲ့ တင်းတင်းလျောက်ပတ်စွာရောကြေးပေးဖို့နိုဝင်ဘာ14ရက်ထိအချိန်ပေးထားတယ်လို့ဖော်ပြထားပါတယ်။ BBC ကလိုင်းနာခြင်းမရှိပါကသမ္မတထရမ့်ဟာနစ်နာခြင်းအမေရိကန်ဒေါ်လာ1ဘီလီယံထက်မနည်းတဲ့ငွေအတွက်တရားစွဲတာအပအဝင်သူ့ရဲ့ဥပဒေဆိုင်ရာအခွင့်အရေးတွေနဲ့တရားမျှတမှုဆိုင်ရာအခွင့်အရေးတွေအတွက်ဆောင်ရွက်ရုံကလွဲပြီးရွေးစရာမရှိဖြစ်ရလိမ့်မယ်လို့အဆိုပါပေးစာမှာဖော်ပြထားပါတယ်။ Dan Davies နဲ့ BBC ရဲ့သတင်းရအကြေအကဲ Deborah Darnes တို့ဟာ ၎င်းတို့တင်ဆက်နေတဲ့ထိတ်တန့်အစီအစဉ်ဖြစ်တဲ့ Panorama မှာဖော်ပြခဲ့တဲ့သတင်းမှတ်တမ်းမှာထရန့်ပြောကြားတဲ့မိကုံးကိုတီးဖြတ်ရမှာအထင်မြင်လွဲစေတဲ့နီလန်နဲ့လှုပ်ဆောင်ခဲ့တဲ့ဆိုရက်ဆွဆဲပြောကြားမှုတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်နှုတ်စလုံးနှုတ်ထွက်သွားခဲ့ပါတယ်။ဒီသီရှာအတန်လွဲ Corporation BBC ရဲ့အထွေထွေညွှန်ကြားရေးမှူးဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့သတင်းမှတ်တမ်းကိုတီးဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအငင်းပွားစရာဖြစ်ခဲ့ရပြီးတဲ့နောက်နိုဝင်ဘာ9ရက်ကနှုတ်ထွက်သွားခဲ့တာဖြစ်ပြီးသူနဲ့အတူသတင်းရအကြီးအကဲဟာလည်းနှုတ်ထွက်သွားခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့သဘောတဘာဝကြောင့် BBC ကထုတ်လင်းခဲ့တဲ့လုံခြံဖန်တီးထားတဲ့သတင်းမှတ်တမ်းဟာအမျိုးမျိုးသော digital media တွေမှာကြေပြန့်စွာဖော်ပြခံခဲ့ရပြီးကမ္ဘာတဝန်းကလူသန်းပေါင်းများစွာထံရောက်ရှိခဲ့တယ်လို့ဆိုခဲ့ပါတယ်။အကျိုးဆက်အဖြစ် BBC ကသမရထရမ်ကိုငွေကြေးဂုဏ်သိက္ခာပိုင်းထိခိုက်စေတယ်လို့ဆိုပါတယ်။